င်္ဂလာပါဗျအားလုံးကျန်းမာပါစေချမ်းသာပါစေပိုင်ရခုမြန်လာမယ်ဖန်ခွန်းတဲ့ကြလို့အားလုံးပျော်ရွှင်ပါစေကြောင့်ပိုင်ကြီးစုမကောင်တောင်းပါလေဗျာနော်ဒါအခုကျွန်တော်ဘူးလက်လာဆွေကိုပြောရမယ့်အနေအထားမျိုးရှိလာတယ်ပြောရမယ့်အနေအထားမျိုးရှိလို့ကျွန်တော်ဒီအရာကိုပြောရမှာဖြစ်တယ်အဲဘူးလက်လာဆွေအကြောင်းကိုမပြောခင်မှာကျွန်တော်ဒီဖိုင်လေးတစ်ဖိုင်ကိုဖွင့်ရမယ်ဒါ line ပေါ်မှာတက်လာတာလေးကိုကျွန်တော်တွေ့လို့နော်အဲ့တော့ဟိုလူဘုတ်ကိုတူဦးလဲဆိုတော့ဖြစ်တော့အဲ့ဒါဆိုတဲ့နှစ်နာမဟုတ်ဘူးရှင်းနေပြတ်လုံရင်းပြောရင်ပါတီတစ်ခုရဲ့လဲဆိုတော့သွားလုံနေပါတီတစ်ခုပဲလုံချုံဖော်ပြနေအဲ့ဒါတနေ့နှစ်နာမဟုတ်ဘူး လူပုဂ္ဂိုလ်တူဦးပဲနောက်ကလိုက်ပြောနေဖော်ပြပေးနေအဲ့ဒါတင်းထန်းတာမဟုတ်အဲ့ဒါလေးကိုကျွန်တော်သွားတွေ့တယ်။သွားတွေ့တော့မှဒါကြည့်မိလို့ကျွန်တော်ဒါလေးပြောတော့အဲ့တော့အဲမီဒီယာတွေကမီဒီယာပိုင်းပြကျွန်တော်တို့ကမီဒီယာမဟုတ်ဆိုတဲ့အကြောင်းပြောပြတာနော်။အဲဒီအဒီကဒီဘက်ချမ်းပါဆိုလို့ချင်းဒါကျော်စိုးတို့နောက်တစ်ခါကျတော့ကျော်စွာတို့နောက်ခါစနိုင်းပါစုတို့အဲအဒီဘက်မှာဒါနေပြည်တော်ဘက်နဲ့နှီးဆက်တဲ့သူတွေပေါ့။အဓိကကတော့ဒါပြည်ခိုင်လေးဥပါတီရဲ့ အဲဒါတော့တော့ကိုယ်စလဲတွေလောက်ဆောင်မဲ့ဟာလေးတွေကိုဒါသူတို့ကပြည်သူတွေချပြတာဖြစ်တယ်ကျွန်တော်အမြင်နဲ့ကျွန်တော်ပြောပြမယ်သူတို့ကဒါကိုဘာကြောင့်ပြနေလဲဆိုတော့နိုင်ငံထဲမှာရှိနေတဲ့သူတွေကိုဒါသူတို့အဲမီဒီယာဆွမ်းဆောင်ပြတယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်အဲ့ဒီဒါလေးတွေကောင်းရကောင်းကျိုးလေးတွေကိုဒါလမ်းညွှန်ပြတာပဲတချို့မီဒီယာတွေကပြအာ live ပုတ်ခတ်မယ်စော်ကားမယ်အဲပေါက်ခရပြောမယ်ဒါပဲရှိတယ်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပပွားဖြစ်ပါတယ်။ရွေးကောက်ပွဲမှာဒီအိုမိုကောင်းမွန်သောအနာဂတ်စီတို့ဒီမိုကရေစီပန်းနိုင်စီမဲပေးခြင်းဖြစ်တို့လမ်းချီတိုင်းပြည်သားရာဝါပြောရေးနိုင်ငံသားတိုင်းမဲပေးပေးနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်သူပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနှစ်သာပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။လူမှုစီးပွားဖွံ့ဖြိုးဖို့ရွှေကောက်ပွဲပြင်စတင်ဖို့နိုင်ငံအနာဂတ်ကောင်းမွန်ဖို့မဲအောင်သွားပြီးမဲပေးဖို့ ဒီမိုကရေစီခိုင်မြဲဖို့မဲယုံသွားပြီမဲပေးဖို့ဒါကြောင့်ပြည်သူအလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွဟောဆောင်ကြပါစို့နိုင်ငံတကာကောင်းဖို့ကိုမဲယုံသွားပြီမဲပေးဖို့အဲ့တော့အရာလေးကအခုဒါအနုပညာရှင်ကြီးအများဆုံးတွေ့လာရှိတယ်အဲ့ဒါမရိုက်ဘူးခဲ့မှာရှေ့ဆောင်မီဒီယာက ။ဘာပြောလာလဲဆိုဘသူ့ကိုခေါ်လို့ရပါ යි ဘဝခေါ်လို့ရပါ යි ဒါအစိုးရကိုတက်တက်ကိုတိတ်ခါကြနေ။အချိန်တန်အတွက်သူအစိုးရရိုက်မရတဲ့ဘလူကမပူပါမှာဘူးသူကပူပါဘူးလို့ဒါတွေကတရင်နဲ့မဟုတ်ဘူးဗျာ။ဒါအစိုးရကိုတက်တက်ခုံတိတ်ခါကြောင်းလား။အာဒီအနုပညာရှင်တွေကဒါအစိုးရခေါ်လို့ဒါသွားတယ်ဆေးဟိုးအဲစစ်တပ်ကခေါ်လို့မှမဖြစ်မနေမလုံချင်လုံချင်နဲ့လုံရတယ်မသွားကြဒီပုံစံကိုမိမောင်းထိုးပြတာ။ ဘာမှဒီကြားရင်ပြောစရာမလိုဘူးဘယ်တော့ပူပေါင်းမှာဘယ်သူမှမပြောဘူးဒါကြီးပြောစရာမလိုဘူးသူကတော့အချိန်တန်ထွက်လာမယ်အာထွက်လာတဲ့အခါကျတော့ချင်းဒါတိုင်းပြည်မှာချိန်နေတဲ့အဲနိုင်ငံတော်အစိုးရနဲ့ဒါအနုပညာချိန်နေတဲ့ပူပေါင်းပြီးတော့မှဒီလိုမျိုးလုပ်တယ်ဆိုတာမျိုးတွေကဒါလေးတွေကဟိုပြည်သူတွေလည်းစိတ်ချမ်းသာတယ်အဲဒါလေးတွေ့တော့သူတို့ချစ်ခင်နဲ့တဲ့အနုပညာချိန်နေတွေတွေ့တဲ့အခါကျတော့သူတို့အဲ့တော့အဲ့လိုပြောဘိုင်းကဘောဆုံးမှလည်းပြောမယ်မင်းတော့အဲ့ဒီရိုက်တဲ့အထဲမှာမင်းအနုပညာချိန်ပြပြီးမင်းဘာလို့မပါလဲလို့မင်းအောင်မယ်မင်းနဲ့ကောင်းမှနေတယ်အများကြီးပဲရှိတယ် အဲ့ဒီလူပညာရှင်ကသူတို့ကအသက်တွေဘဝတွေရင်းပြီးတော့မှတိုင်းပြီးတော့လုပ်ပေးနေတာငါတို့ကအဲ့လိုအသက်ရင်းပြီးတော့ဘဝတွေရင်းပြီးတော့လုပ်ပေးနေတဲ့အမှုပညာရှင်မဟုတ်ဘူးပြက်မှာအဲသူတို့တွေကလုံးဝတိုင်းပြီးတော့ကွာတိုင်းပြီးတော့အသက်အဲအိုးအေးစီးစိတ်နေစွန့်လွတ်ပြီးတော့မှဒါအဲ့ဒီအမှုပညာရှင်ကတိုင်းပြီးတော့လုပ်ပေးလို့ဒါနိုင်ငံတော်ကနေပြီးတော့သူတို့ခေါ်ပြီးတော့ရိုက်ပေးတာငါတို့ကတိုင်းပြီးတော့ဘာမှလုပ်ပေးရတာမရှိဘူးကွာမရှိတော့ငါတို့ကမရိုက်ဘူးရှင်းလားအဲ့စကားလေးကိုမေးဖြတ်ပြီးတော့ပြောလိုက်ပြီနော်အဲ့ဒါမေးခွန်းတွေမေးနေတဲ့သူတွေပြောလို့အဲ့တော့ အဲ့ဒါမီဒီယာတရားမီဒီယာတဝူးလို့ပဲကျွန်တော်သုံးသုံးသုံးပါကျွန်တော်ဒီကောင်နာမည်တိတ်မှပြောကြအောင်ဟုတ်လားအဘသူပူပောက်ဝါဘသူပူပောက်ဝါဘသူပူပောက်ဆိုတာတက်တက်တရင်တွေပြရင်ပြီးတော့တက်တက်ခုံသိခါကြအောင်အမျိုးမျိုးနဲ့နဲ့နဲ့ဟုတ်လားပြီးတော့ဟိုမှာအပါတီတခုဒါလိုမျိုးလုပ်လို့တရင်မင်းညာဘာဖြစ်ညာဖြစ်လဲသူ့လို့လက်ခွန်တဲ့သူဘာလို့လို့သူလောက်တဲ့ဥစ္စာကဟိုအကြမ်းတော့ကိုအားပေးတာမှမဟုတ်ဒါဒါအဲ့ဒါမဲဆက်စီအောင်တဲ့ဘယ်အရေးကြီးတဲ့လူတွေထုတ်ပါဗျာ မီဒီယာဆိုတာအရေးချင်းရှိတဲ့လူတွေထုတ်ပေါ်ပြပြမှာစောက်တင်းနေပြောနေဖို့မလိုဘူးဟိုစောက်ဖြင်းနေပြောနေဖို့မလိုဘူးဘိုင်းနဲ့ဖြစ်မှာဆိုတော့မီဒီယာကတော့ငါပြောချင်မလိုဘူးမီဒီယာကတော့ဝေဖန်ရစ်တက်တက်မလုံးနဲ့နောက်ကျောင်းပြန်တဲ့ဟန်ပြောလို့မလုပ်ပါနဲ့နောက်ကျောင်းပြန်တဲ့ဟာကြီးတိုင်းပြည်တိုးတက်ရင်မဟုတ်ဘူးနော် နောက်ကျောင်းပြန်တာကြီးတိုင်းပြည်တိုးတက်တာမဟုတ်ဘူးဝေဖန်နေတာဝေဖန်ရစ်တက်တက်ရောရင်ကိုကိုကိုအရင်ဝေဖန်ရမယ်ပြီးတော့ မီဒီယာတရားနေမှာဒီရုပ်ရှင်တရုပ်ဆောင်တွေတပါးညာစီဒီယံလောက်ပါတော့ပါဆိုမီဒီယာပြန်သွားတာမဟုတ်တာသူတန်အောင်ချင်းတိတ်နေလိုက်ပြောနေရတာအာဒီဒီဦးကဘာညာအော်တယ်အဲဒူမီယံကော်တယ်ဘူကော်တယ်ဇေဝိုင်းကော်တယ်ဘာညာအော်တယ်ဒါဒါမင်းတို့ MC တို့ဘာညာတို့ဒါအညာကြီးရတယ်အဲ့မီဒီယာတွေထွက်တာမဟုတ်တာကောင်းတာလည်းပြပြီးမီဒီယာပဲမကောင်းတာပြပြီးလဲမီဒီယာပဲကြောက်ထိုးတဲ့မီဒီယာပဲကြောက်တွန်းတဲ့မီဒီယာပဲပြည်တယ်မလားအဲမီဒီယာဆိုတာကသူစီးပွားရေးလုပ်နေပြီးတော့တိုးတက်အောင်မြင်အောင်သူတို့ channel တွေအောင်မြင်အောင်တောက်လျှောက်တုံနေတာ သူတို့မီဒီယာနဲ့ရက်တီလို့ရအောင်ဘဝရက်တီလို့ရအောင်စားဖို့တောက်ဖို့ရအောင်သွားဖို့လာဖို့ရအောင်ဒါသူတို့လုပ်ကြတယ်သူတို့ပြောလဲဆိုတိုင်းပြည်နဲ့လူမျိုးအမျိုးဘာသာတရားနာကိုထိခိုက်လာမယ်နိုင်ငံကိုမှမှာဟာဇာတိတွေပြပြလာအောင်မျိုးပြောဆိုလာတဲ့ဘယ်သူကိုမဆိုဘိုင်းကထောက်ပြပြောဆိုမှာဖြစ်တယ်အဲ့ဒါကပြန်လဲပြင်ဆင်ဖို့ရတယ်ပြောတာတိုက်ခိုက်တာမဟုတ်ဘူးတိုက်ခိုက်စားလဲအကြောင်းမရှိတုံးနဲ့လည်းဘာလို့မှလည်းမသက်ဆိုင်ဘူးသူတွေပြောလာတယ်အဲပြန်လာဖြစ်ချင်တော့နာမည်ရဲခေါ်တက်ပြပြောရုံးမှရှင်းမှဆိုရှင်းကြမယ်ဘိုင်းကိုပြောလိုက်တယ်ဘိုင်းကဒီလိုထောက်ပြတယ်မှန်လား အာသူကတလူပြောတာအမှလားပြီးသွားလို့စင်အာဒီကောင်ကအတိုင်းပြီးအတွက်အဲပြည်သူတွေတက်လို့တာမင်းကဘာလို့လဲညာအဲဝေနန်းနေဟိုတာသူတို့ကအဲဘသူကလာမကြည့်ဘူးလားဘာမလို့လားဒီရောက်ပါလားဒီလိုအာကြီးချောက်ပြီးတော့ဒါပြည်သူထောက်ပြည်သူကိုဒါအုံနေဖြစ်တာပြည်သူခက်ခါပါလားမဟုတ်ခင်ဗျားတို့ကအမြဲတမ်းအတွေးခေါ်ယူစားနေမှားတယ်နော်ဥမာဈေးရောက်သွားလဲဈေးရောက်အောင်ကြီးရလေပြီးတော့မှအာဒါနေတာဒီမသိဘူးလားလို့မေးလို့တယ်ဈေးရောက်ကြတိတာဗောဒီလမ်းကြောင်းလဲအကုန်လုံးသွားလာနေတာပဲအဲဒီလမ်းကြောင်းလဲလုံးလုံးလုံးနေတာတိတာပဲ ဟုတ်တယ်မဘာကြောက်မပြောရတယ်လဲဆိုတော့ကိုအုံနောက်ကအဲပြည်သူတွေမတွေးကြဘူးအဲဒါမျိုးကမလုပ်တော့မီဒီယာထောက်ပြမီဒီယာဟာဒါဆောက်ကောင်းနေဒါငါတို့ပြည်သူဘက်ကဆိုဖြစ်တာတောင်းကတယောက်ကဝင်ချင်း900កောက်ပြီဗျဝင်ချင်း900កောက်ပြီအချိန်ပဲកောက်ပြီဒါတွေកောက်တော့ကိုဒီဝင်ဝင်ချင်းကမသိဘူးလားသိတာပေါ့မသိကြအောင်ဆောင်းတာဒါနိုင်ငံတော်ပေးတဲ့ဈေးနဲ့အဲလမ်းစာနဲ့သူတို့မိသားစုတွေနဲ့မနောက်မငါဖြစ်တော့ဒီအလုံလေးရလဲမပြည့်စည်အောင်ဟိုဒီတင်ကြွယ်မှုဒီတွင်ကြယ်မှုရှိအောင်လို့ဆိုပြီးတော့မတိအောင်စောတာတွေညာရှိတယ် ဒါဝန်ထမ်းတွေရဲ့ကိစ္စကြီးမှာလည်းအများကြီးတယ်အဲ့တော့ဝန်ထမ်းမပြည့်အရာရှိပဲပြည့်ဘယ်သူပဲပြည့်ဒီလိုပုတ်ခတ်ပြောလိုက်လို့အဲဟာပြည်သူတွေကတော့ပါမှာပေါ့ဗျာဥမာတက်တော့ကိုကျွန်တော်ကောက်ဆဲကျွန်တော်ဒီမှာဥမာလေအများကြီးပဲအဲဟိုနေဝိုင်းပြီးတော့မှကျွန်တော်ထောက်ခံမှဆိုတပုံးကြီးပေါ့အဲဝန်ထမ်းတွေအကြီးတွေပါညာဝိုင်းပြောဝိုင်းပြီးထောက်ခံမှဆိုတပုံးကြီးပေါ့ဒါကဘာမှမဟုတ်ဘူးဗျာအဲ့ဒါလမ်းကြောင်းပေါ့အဲ့ဒါပြည်သူတွေကိုအစိတ်တက်အောင်လုပ်တာတကယ်တကယ်လုပ်ရမှာကဘာလို့မှကိုအစိုးရတက်လာရင်ဝန်ထမ်းကလည်းဝန်ထမ်းစားသိမ့်နဲ့လောက်အောင် ပြီးလို့ရှိရင်ဒီအာဂိတရားတွေမဖြစ်လာအောင်သူ့ရဲ့ရနိုင်တဲ့ရတဲ့ရတတ်တဲ့အခွင့်အရေးတွေရအောင်လို့ဘလို့ပံပိုးပေးရမလဲဆိုတဲ့အတွေးခေါ်ယူဆဖို့မလုပ်ဘဲနဲ့ဒီလူကဒါလုပ်တဲ့အပြစ်ပြောနေတာဒါအပြစ်မြင်တဲ့ဝါဒီဖြစ်တယ်အဲ့ဒါကအောင်မြင်ဖို့အတွက်သူတို့ channel အောင်မြင်ဖို့အတွက်ပြောတဲ့ဝါဒီဖြစ်တယ်ကဲအဲ့ဒါမီဒီယာဘိုင်းတွေပြောနေလို့ကျွန်တော်အခုပြောနေတဲ့အတ္တိကကတော့ဘူးလက်လှဆိုအကြောင်းပြောနေတာဘူးလက်လှဆိုအကြောင်းပြောနေတာဘူးလက်လှဆိုဘာပြောတာလဲဆိုတော့ကျွန်တော်အထူးကြည့်မယ်ပြီးမှကျွန်တော်စကားဆက်ပြောမယ်ဟုတ်လားမင်္ဂလာပါလေးစားပါလား ကျွန်တော်ကျွန်တော်ပုပ္ပတိကြီးရတယ်ပေါ့နေပြီတော့ကောနော်အဲ့ဒီကနေရွေးခံပါကောနော်ကျွန်တော်ပထမနှစ်ကြိမ်ပေါ့ရွေးခံမှုတာဘယ်ဟာလဲဆိုတော့ကံကောဟိုဟာပေါ့ကံကောမှာပေါ့ကံကောထီလင်းစောအဲ့သုံးမျိုးနေရမျိုးသားလွတ်တော်ကိုယ်စားလေပေါ့ဘာလို့ကျွန်တော်ကကျွန်တော်ခံမှန်းမိတာပေါ့နော်ခံမှန်းမိတော့ဒီအချိန်မှာအဲ့ဘက်မှာလဲ တိုက်ပွဲတွေဖြစ်နေလို့စားပါတီတွေလာမှာမဟုတ်ဆိုတော့တည်တယ်။ဒီတော့ကျွန်တော်အဲ့ဒီမှာသွားပြီးတော့ငကူအတိုင်းပေါ့နော်။ရေးခံလိုက်ရင် automatically ပေါ့နော်။ကျွန်တော်ရွေးခံရတော့မှဆိုတော့တော့တည်တယ်။ဒါပေမဲ့ကျွန်တော်အဲ့ဒီဟာကိုရွေးချယ်ခဲ့ဒီချက်ပဲနဲ့ဒီနေပြည်တော်ပုပ္ပတ္တိမှာကြွေးရပါနေပြည်တော်ပုပ္ပတ္တိဆိုတာနေလားကလားပြန်ရမှာပေါ့တခြားပါတီအခုဆိုရင်6ပါတီရှိတယ်တတိပုဂ္ဂလလည်းပါတယ် လူ9ယောက်နဲ့ပြန်ရမှာပေါ့နော်။ဥပမာဆိုပြိုင်မဲမရှိဘူး။အခုဆိုနိုင်သွားပြီပေါ့နော်။အဲကျွန်တော်ကအဲ့လိုမျိုးတော့မလူချင်ဘူး။ကျွန်တော်ကနေလန်းကလာပြိုင်မဲ။ကျွန်တော်ဖိုက်တာတယောက်လीဖိုက်တာတယောက်ဆိုတော့နေလန်းကလာပြန်ရမယ်။ဟောရမယ်ပြောရမယ်။အဲကျွန်တော်မဲထဲပါ။ခင်ဗျားတို့မဲထဲလိုက်ရင်ခင်ဗျားတို့နောင်တမရစီရအောင်။ခင်ဗျားတို့ဒေတာဖွံ့ဖြိုးရေးကျွန်တော်ဆောင်ရနေနေ။မယုံရင်ကန်ကောသွားမိကြည့်လိုက်။ကန်ကောမှာဆိုမီ24နာရီရပြီ။အရင်တော့ဟာလား ဘုံဒလာဆိုတဲ့တိတ်ခုတ်ကလေးတစ်ခုရှိတယ်အခုဟိုတယ်တွေဖြစ်နေပြီအဲဒါကျွန်တော်ဖွံ့ဖြိုးတိုးတက်မှုကျွန်တော်ဆောင်ရွက်နိုင်ခဲ့တယ်တိုက်နယ်ဆေးရုံတွေဟလာငါးယုံတောင်မှာငါးနှစ်တွမှာဆောင်ရွက်နိုင်ခဲ့တယ်ဒါထက်တန်းကျောင်းတွေမူလာတန်းကျောင်းတွေလေတန်းကျောင်းတွေဟလာဒါတွေမပြောတော့ဘူးပေါ့နော်ဒီဟာနောင်ညုံကတ္တရာလမ်းခင်ဗျမူဆယ်လမ်းထက်ကောင်းတယ်မူဆယ်လမ်းထက်ကောင်းတယ်အဲဒီလိုမျိုးတွေကျွန်တော်ဆောင်ရွက်နိုင်ခဲ့တယ်။မြေတပ်တမန်ကြီးပြီးအောင်လုပ်နိုင်ခဲ့တယ်။ မြေသားတမန်ကြီးပြီးတော့ဟိုချင်းအောင်ထီအောင်ကြောင့်လက်စပ်ပေးတယ်အရင်တော့နေ့နှစ်နာရီပဲပြီးရတယ်24နာရီရအောင်လုပ်နိုင်အဲ့တော့ကျွန်တော်အဲ့ဒီမှာသွားရွေးခိုင်းရင်ကျွန်တော်မဲထက်မှာပဲအားလုံးဆိုတော့ NLD မရှိတော့ဘူးလေ NLD မရှိတော့ NLD ကကျွန်တော်တို့ဘသူမှပြောကမရှိဘူးဗျခင်ဗျအိမ်မှာရှိတဲ့ဆိုင်ကယ်လေးကိုတတ်တမ်းမတွေ့ရင်ခင်ဗျဝတ်တော့ဖြစ်သွားမယ်ဒါဆိုင်ကယ်လေးနော်ခင်ဗျ NLD ကလည်းတတ်တမ်းမတွေ့တော့ဝတ်တော့ဖြစ်သွားတာဒါဘသူပြောကမှမပါဘူး အဲ့တော့ energy မရှိလို့ကျွန်တော်နိုင်တယ်မနိုင်တယ်တွေမပြောနဲ့ energy သူကသူဘာလို့ဝတ်တော့ဖြစ်အောင်လုပ်လိုက်တာလဲဆိုသူမူမမှန်လို့ပေါ့အဲ့ဒါလာပြောတာကနော်ကျွန်တော်ကအဲ့ဒါနေလန်းကလာပြန်ရမယ်ပုပ္ပတ္တိမှာကျွန်တော်ရွေးခတ်ပါမယ်ကိုကိုကို confident အပြည့်ရှိတယ်လေးစားပါတယ်ဥပုလလဆိုရင်ပြောသွားတဲ့အဲစကားတွေဟိုဒါကျွန်တော်လည်းနားထောင်ပြီးသွားပြီကျွန်တော်ညီကောင်မလေးလည်းနားထောင်ပြီးသွားပြီလို့ အဲကျွန်တော်တို့ထင်မြင်သုံးသပ်ရပါတယ်နော်ကျွန်တော်ပြောပြီးသားအရင်ကဘူးတဲ့ဦးလာဆိုယူလဲကျွန်တော်လုံးဝမကြိုက်တဲ့အထဲမှာပါတယ်နော်ကျွန်တော်ကပြီးခိုင်ပြောပါတီတွေဘဲပါတီတွေမဟုတ်ဘူးလိုင်းပေါ်မှာတက်ပြီးတော့အဲ့လိုပြောနေတဲ့သူတွေလည်းပဲကျွန်တော်မြင်နေရတယ်လိုင်းပေါ်မှာတင်နေတဲ့သူတွေလည်းမြင်နေရတယ်တွေ့နေရတယ်အဲကျွန်တော်သွားတွေ့လိုက်တယ်သွားတွေ့လိုက်တယ်ဆိုတော့ကျွန်တော်ကျွန်တော်တို့ကြည့်နေသွားတွေ့တာကိုပြောတာလူကိုယ်တိုင်သွားတွေ့တာကိုပြောတာမဟုတ်ဘူးနော် အဲ့တော့ကျွန်တော်တို့တွေးလိုက်တဲ့အချိန်မှာဒါဥပုလက်လာဆိုပြောတာကိုကျွန်တော်တွေးလိုက်တာအရင်တော့ကျွန်တော်မကြိုက်ဘူးလို့ကျွန်တော်အမြဲတမ်းပုံပုံနဲ့လည်းပြောသားပြီးသားပဲနော်အဲ့ဒါမှကြိုက်တာကိုအဖထားတိုင်းပြည်မှာတကယ်လုံးလုံးနိုင်တဲ့သူတွေကိုတကယ်လုံးလုံးတို့ရတဲ့နေရာကိုပို့ပေးရမယ်နော်ဒါပုလက်လာဥလာဆိုသူရခင်မဲဆန္ဒနယ်ဒီမှာသူလုံပေးခဲ့တဲ့ဟာတွေသူပြောပြတယ်ဒါလို့အရေးကြီးကြီးဒါလို့စွမ်းဆောင်ရည်ရှိတဲ့သူတွေကိုကျွန်တော်တို့မီဒီယာတွေကလည်းတင်ပြပေးရမယ်နော်အမှန်ကန်ထောက်ကန်အားပေးနေတဲ့ညီကောင်မတွေရှိတယ် သူတို့လည်းကျွန်တော်တို့ကတရှိစေခြင်းနဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့တိုင်းပြည်မှာတကယ်လှုပ်ဆောင်နိုင်တဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုဒီလွတ်တော်တွေကိုထည့်ရမယ်။အာယောင်ရွှေရဲ့ဘာမှမသိပန်းတဲ့ဟာတွေကိုအဲရှောက်ပြီးတော့လွတ်တော်တွေမှာရှောက်ပြီးပေါက်ကက်တွေရောက်ကုန်မယ်ဆိုရင်ဥပမာပေါ့တက်မွန်နဲ့အဲပတ်သက်နေတဲ့ဒီခိုင်ပြုံးမလို့ငါတို့ကမထည့်ဘူး။ဒါမျိုးတွေလုံနေမှာဆိုတော့မြန်မာတိုင်းပြည်ကတဖြည်းဖြည်းနှက်သွားမှာပဲ။ဓမ္မငင်းစီပြောပြီးတော့ဘာသာမျိုးဘာသာနာနာဖြည့်ဆည်းပြီးတော့အခု ဟိုဘူးလက်လာစေဟိုပြောတယ်လို့ပေါ့အကြမ်းဖက်တယ်ဆိုတခါလဲအပြည့်ရှင်းမှာတခါလဲတခါလဲအပြည့်ရှင်းမှာအကြမ်းဖက်လုံးဝမရှိမှကျွန်တော်ညီကောင်မမပြည်သူတွေသွားလာလုံရှားစားတော့နေထိုင်မှာမှာအေးကြမ်းကြမ်းနဲ့နေထိုင်လို့ရမှာအကြမ်းဖက်ကြီးတနက်ချင်းဓမြတိုက်နေတာတိတဲ့အတိုင်းလူတက်နေတာတိတဲ့အတိုင်းနဲ့နော်အဲ့တော့အဲတနက်ကင်ရလာအဖွဲ့ကြီးဝဲမှာအငင်းကြီးကအေးစစ်တယ်မှာမနေမနေရှင်းမဲ့တခါလဲအပြည့်ရှင်းအဲ့လိုလူမျိုးတွေကိုညံ့ညံ့လွတ်တော်တဲ့ထည့်ပေးရမယ်အဲ့လိုလူမျိုးတွေကိုနေရကောင်းကောင်းပေးပြီးတော့မှကောင်းကောင်းကိုတို့အလုတ်လုံးမှအဆင်ပြေမှာ နမောဆိုလို့ရှင်တော့အာအာယောင်စီငါလွတ်တော်ကိုယ်စားလှယ်ဆိုတဲ့ဝိတ်ဒီဟန်ဒီပန်ဒီနဲ့ပဲအဲငါတော့ဘယ်ပါတီရဘာကငါပါတီဥက္ကဋ္ဌရဘာညာသာဆိုတဲ့လူတွေကခင်ဗျားတို့ထည့်ပြီးတော့မဲတော့နေလို့ရှင်ငါတို့တိုင်းနေထပ်ပြတ်မှာပဲအဲ့ဒါကြောင့်ကျွန်တော်ကအတိုင်းကြီးရဲ့အကျိုးကိုကြည့်တယ်လို့ကျွန်တော်ကပိုင်ရဲကအတိုင်းကြီးအကျိုးကြည့်တယ်လူပြောရဲ့အကျိုးစီးပွားကိုမကြည့်ဘူးနော်အဲဘယ်မီဒီယာပုတ်ခတ်မီဒီယာပုတ်ခတ်တော့တဲ့ကျွန်တော်အနေထားလည်းမရှိဘူးအဲဒီလူမကောင်းရင်မကောင်းတော့ထောက်ပြမှာကျွန်တော်ထောက်ပြပြောဆိုမှာကျွန်တော်အပိုင် ျွန်တော်မီဒီယာလည်းမဟုတ်ဘူးဗာကျွန်တော်ကတော့အမြင်မတော်ပြောမယ်ဗျာရှင်ကျွန်တော်အမြင်မတော်ပြောမယ်အမြင်တော်တော့မပြောဘူးအမြင်တော်လို့ကောင်းတဲ့လူဆိုမြောက်ပဲဒါ TV မြောက်ရမယ်ဟုတ်လား TV မြောက်မှာဒါဒီလူကပြောတာမဆိုဘူးဒီလူရဲ့လှုပ်ဆောင်ချက်တွေကလည်းရှိပြီးသားလှုပ်ဆောင်ချက်ရှိပြီးသားလူပြောတဲ့ဥစ္စာကိုလက်ခံရမယ်လုံးဆောင်တယ်မင်းငါပါလုံးဝမမီးလင်းအောင်လုံးဝပါချီးသွေးတူးမယ်ဒီပါညာမလုံးနဲ့မီးလင်းအောင်လုံးဝဆိုမီးလင်းအောင်လုံးဝဆိုဖြတ်စည်းရသူမရှိဘူးကလင်းနေမှာပဲ အစိုးရတဲ့ကဒီဘက်မီလောင်ဟိုဘက်ကမိုင်းခွဲပလိုက်ဆိုဘာမီလောင်လုံနေတယ်ဘာမှလုံမရအောင်လည်းကအလုံးလိုက်ဖြတ်လိုက်ပဲဖြစ်မှာပဲဒါလေးမီလောင်လုံဖို့ကြွတ်စလို့ကျေမီကျိုးမဖြတ်မဲ့သူကိုအယူဆုံးရှင်းရမှာလက်နက်ကိုင်ကြီးမီကျိုးဖြတ်နေတယ်လို့အရင်ရှင်းမှာအားပေးတဲ့ပါတီတွေအကြမ်းဖက်နဲ့အာဘာဖြစ်တဲ့ညာပဲလက်ဝဲသက်တိလက်ဆွဲနှုတ်ဆက်တဲ့ပါတီဆိုခင်ဗျားတို့ဒီချိန်ဒီကာလတွေဝေးဝေးရှောင်းဝေးဝေးရှောင်းဝေးဝေးရှောင်းမရှောင်ရင်အဲ့တိုင်းမြတ်ထပ်ပြတ်ဟုံးမှာပဲတကယ်အလုံးလုံးမဲ့ဘယ်ပါတီရမဆိုပါခင်ဗျားတို့မဲပေးရမယ်ဒီလိုပုံပုံတွေကိုမဲပေးရမယ် အဲဘူးလဲဦးလားဆိုရပြည်ခိုင်မျိုးပါတီဖြစ်လို့ပြည်ခိုင်မျိုးပါတီကိုပြောတာမဟုတ်ဘူးဘူးလဲဦးလားဆိုတတိပုဂ္ဂလိုက်ဖြစ်တဲ့ကျွန်တော်အားပေးမှာပဲပြောရမှာပဲဒါကောင်းတဲ့လူတွေပေါ်လာလို့ရှိရင်တတိပုဂ္ဂလိုက်တွေလည်းပဲသူတို့ပြောဆိုနေတဲ့ဟာပေါ်မှာဒါမှန်ကန်တဲ့သုံးသက်ချက်နဲ့မှန်ကန်တဲ့ပြောဆိုကျွန်တော်တို့အထောက်ပြပြီးတော့မှအာဒီလူရေရှင်လုပ်ပေးမယ်ဒီလူကကောင်းရင်ကောင်းတယ်မကောင်းရင်ဒီအစိုးရဒီလူတွေရှိတယ်ကျွန်တော်အထောက်ပြမယ်ကျွန်တော်တိုင်းပြီးရဲတဲ့ထောက်ပြမယ်ခင်ဗျာအဲ့လိုမထောက်ပြမနဲ့ for sure လုပ်ခဲ့လိုက်လို့တိုင်းပြီးကပြသသွားတာအဲ့တော့ကျွန်တော်တို့ကတိုင်းပြီးကိုပြက်ပြက်သားထောက်ပြမယ်အစိုးရဖြစ်သွားရင်တော့ပိုင်ရဲကိုမေးထောက်ပြပါဆိုမထောက်ပြဘူး ဘာဖြစ်လို့အစိုးရနဲ့တို့အလုံးလုံးရမှာသူတို့အလုံးလုံးရမှာဝိုင်းဝင်းပြီးတော့ကျွန်တော်တို့ကပံ့ပိုးပေးရမယ်အစိုးရမဖြစ်ခင်ကာလမှာအဲအစိုးရဖြစ်တိုက်တဲ့သူတွေတန်ဖိုးရှိတဲ့သူတွေလွတ်တော်တဲ့ကိုသွားနိုင်ဖို့တော့ကျွန်တော်တို့ကတိုက်တုံးရမယ်မဟုတ်ဒုက္ခတွေဆိုကျွန်တော်တို့ကဒီနေရာတွေကနှိတ်ကွထားရမှာဒီနေရာတွေမှာမဟုတ်ဒုက္ခတွေကိုမနှိတ်ကွနိုင်တော့ချက်မဟုတ်ဒုက္ခတွေလွတ်တော်တဲ့ရောက်သွားရင်ထပ်ပြီးတိုင်းပြောင်းမယ်၄တန်းအောင်၅တန်းအောင်၄တန်းအောင်တွေအလောက်အတွေးခေါ်တွေနဲ့ဆိုရင်တော့ခင်ဗျအလကားပဲဘာမှဟိုနည်းအရေးချင်းမရှိဘူးတန်ဖိုးမရှိဘူး ဟိုမှာလွတ်တော်ကိုယ်စားလှယ်အမျိုးသမီးတယောက်ဒါ line မှာပြောတာကြီးอ่ะသူရဲ့အဲ history တွေသူရဲ့လုံဆောင်ချက်တွေဘာညာတွေသူပြောသူရဲ့ function တွေလုံဆောင်ချက်တွေသူကဘာညာတွေကျွန်တော်အဲသူပြောတာအများကြီးပဲအဲသူလုံဆောင်လာတဲ့တန်တန်းချောက်တွေပြောတာဒါလေးတွေကတော့ကြိုက်တယ်လုံဆောင်လာတာကကြိုက်တယ်ဒါပေမဲ့ area ဝရီမှာ area အေးยามายามาเอยวดีรู้บาญาดาญูดิติ2025บ่2025บ่2025ดาญูรู้ 哦，过表那点是还老晚，老天哎，过哎不嘛没地了，别人一不老白的在地里边，别人一在地里边干啥没有事的，别人不老白的在别人在那边边，别人在那在那呗，哎 <noise>，亲家哎亲们，他没有东的们，哎，都我出来比说老在地是老忙的，我这老多啊，但我忙忙来一大些的，哎，忙忙来一大些的，反正是久久的在在在下面啥子的，找到老东西别大些的，哎，大不了些，这老多都是几老老来么说的，这老多的啊，还没有人呢，喏。 ထွားမြဲနိုင်လို့ရေးရင်မထွားမိနိုင်လို့ရေးမထုံးမထွားမြဲနဲ့ထွားမိနိုင်လို့ရေးရင်မသူကရေးခြင်းလို့ရေးနေတာဝိစာပေါင်းထဲတယ်မဲ့စံကတ်ထဲတယ်မဲ့မထဲမထဲကိုပြုတ်ကျပြုတ်မှအဲ့လိုမျိုးတွေလုတ်ပြီးမှဒါလို့အတိတ်ပဲဖော်ရတာရှိကတ်တက်ချက်ရှိနေတဲ့အနေထားလေးတွေရှိပြီးကျွန်တော်တို့ကဒါလိုမျိုးဖြစ်ရှင်းတာအဲတကယ်တကယ်အဲလွတ်တော်ကိုယ်စားလှယ်ရတာဒါလိုမျိုးစလုံးတပ်ပုံနဲ့ဆိုမှားလို့မရဘူးဘာလို့လဲဆိုတော့ပြည်သူတွေကသူတို့ကသူတို့ခေါင်းဆောင်မှန်းသူကိုကြည့်ရတယ်။ဟိုလွတ်တော်ကိုယ်စားလှယ်တယောက်မြောင်းမြောင်းတကုံဘက်ကဒါကျွန်တော်မပြောပါဘူးဒီပုဂ္ဂိုလ်ကအဲ့လူကလွတ်တော်ကိုယ်စားလှယ်မလုပ်ခင်က ူကအိမ်ချမ်းကြီးလောက်တာဖြစ်မယ်ဒီလိုအစီအတာလည်းကောင်းတယ်စိတ်ဓာတ်လည်းကောင်းတယ်ကျွန်တော်ကြည့်သူဟာလေကျွန်တော်ကြည့်ဘူးတယ်ကျွန်တော်အသေးလေးကောမန်လေးဘေးဘူးတယ်အသေးလေးဘေးဘူးတယ်အဲမြေမရှိတဲ့လူတွေကိုသိမ့်တဲ့၁၀၁၀လေးရစပြီးသွေးမျိုးကရဟန်းတန်ကဖုံးနေသလိုရှင်ဒါသူကျောင်းနေတူလာစီတီလာစီနဲ့ကျောင်းနေတူကကျွန်တော်တွေ့တယ်ဒီလူတော်တော်တော်တယ်အဲသူ့ရဲ့သူ့ရဲ့တတိပုဂ္ဂလကိုတော်တယ်ပြောလားနော်တော့ပဲလေလုံးလေလုံးလေလုံးတော့အတော်တော်လေးအကုန်လုံးကျွန်တော်မြင်ရတာအချိန်မပြေတော့ဘူးဖြစ်သွားတာဒါမျိုးလည်းရှိတယ် ပါတီတွေရဲ့စိုးမမှုပါလာလို့ဆိုရင်အဲ့ဒီလူတွေလည်းစိတ်ဓာတ်ကပျက်စီးတာမျိုးတွေရှိတယ်ဒါတွေကိုလည်းပဲကျွန်တော်တို့ကထောက်ပြတယ်ဆိုတာပြည်သူအတွက်ထောက်ပြတာ အဲအဲ့ဒီလူတွေအတွက်လည်းထောက်ပြလာဘာကြောင့်လဲဆိုတော့အဲ့ဒီလူတွေပြည့်စင်နေအောင်ဟိုကမင်းနဲ့မင်းတို့ဟိုပါတီဩဂရကိုကူညီလိုက်အောင်ဆိုလို့ကြာသူကဘာပြောပါတီဩဂရဘာဖြစ်နေလို့လဲတဲ့အဲသူမှလည်းသူအကျိုးရှိတဲ့အကြောင်းရှိတဲ့အကျိုးနိုင်အကြောင်းနိုင်ရှိတဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့လူပြောတယ်ဒါကမခံမရနိုင်တဲ့ကိုလူကိုထီလို့ကိုနာလဲဆိုတော့မခံမရနိုင်တဲ့စကယ်ရမျိုးနဲ့တုံးတုံးတာမင်္ဂလာဟုတ်ကဲ့ကျွန်တော်တို့ဒါပါတီဩဂရရုပ်ကူညီတာတဲ့နိုင်ငံတော်ကူညီတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါဝိုင်းဝန်းကြီးလှုပ်ဆောင်ပေးနေပါလို့ပြောနေဒီစကားနဲ့တရားနဲ့အထိပ္ပယ်ကိုတိုက်ရောက်နေရမယ့်ကိစ္စဒါလွတ်တော်ကိုယ်စားလှယ်တယောက်ပဲဖြည့်ရှင်းရမယ့်အနေဒါ ဘာမျိုးနဲ့မဖြစ်ရှင်းတာလို့ဒီလိုကနေတင်လိုက်မယ်ဆိုလို့ချင်းဒါလို့မလိုလားတဲ့ပြဿနာတွေအများကြီးကြုံတွေ့လာရမှာအဲ့ဒါကြောင့်ကျွန်တော်တို့ကပြည်သူတွေကိုရှင်းပြပြောပြခြင်းဖြစ်ပါတယ်မီဒီယာဆိုတဲ့နေရာမှာလည်းပဲအဲမီဒီယာတွေကတော့သူတို့အကျိုးစီးပွားတွေရှိတဲ့အတွက်တရားနဲ့ကြောင့်တိုက်ခိုက်ကြတာဖြစ်တယ် နော်အဲ့ဒါတွေကိုနားလည်ဖို့လို့လည်းပြည်သူတွေကအတ္တိတရားနဲ့တည်ထားဖို့လည်းလိုအပ်တယ်။ဘိုင်းရန်ကတော့တဝူးသားစီတဝူးနာစီမရှိဘူး။တိုင်းပြည်အတွက်သာကျွန်တော်ပြောပြတာဖြစ်တယ်။ကျွန်တော်ပြောပြတာစကားရိုးရိုးရှင်းရှင်းလေးမဲရွေးကောက်ဝဲအားလုံးပြီးသွားရင်လုံးဝလုံးဝဘိုင်းရန်နုပညာတစ်ခုကလွယ်လို့ကျွန်တော်ဘာမှမလုပ်ဒါတွေလည်းအဲပြောလို့ရှိရင်အမြင်မတင်နိုင်လောက်ပဲပြောမှာကျွန်တော်တော့ဘာမှမပြောဘူး။ဘာလို့လဲတမ်းတော့အစိုးရပြီးသွားလို့ရှိရင်နောက်တက်လာမယ့်အရသာအစိုးရရှိမယ်ဘလို့ဝိုင်းဝန်းကူညီပံ့ပိုးပေးရမလဲဆိုတော့ဟာပဲတွေးတယ်။ဘယ်သူပဲတက်လာတက်လာတာကိုကြိုးစိုးတယ်။ ဒါပေမဲ့ဒီအချိန်မှာကျွန်တော်တို့အစိုးရတရားတင်မြှောက်ဖို့အတွက်ကလူဟောင်းတွေကြီးပဲပါသွားဖို့လိုတယ်တတိပုဂ္ဂလတွေများများပါသွားဖို့လိုတယ်နော်ပါတီကြီးတွေဤပဲတနေရာလဲဆူသွားလို့ရှင်လဲအဲပါတီကြီးတွေဆိုတာတည်တိုင်းမှာဩဩဇာအာဏာတွေကတအားပါဝါတွေရှိတယ်အဲအဲ့ဒါတွေကိုခြေပြတ်နိုင်ဖို့တော့တတိပုဂ္ဂလတွေအများဆုံးထည့်လိုက်မှရအောင်အဲ့တော့ဟိုပါတီတစ်ခုတည်းလည်းမဆုံးမတော့ဘူးအဲတကယ်အဲပါတီစုံဒီမိုကရေစီနဲ့ပြည်ပြဝဝအတိုင်းကြီးကို ဟိုထိန်းချောင်းနိုင်မှာလွတ်တော်ကိုယ်စားလှယ်တွေရောက်အောင်လဲလှုပ်ဆောင်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဒီရက်ဒီဒီရက်တွေမှာတော့လွတ်တော်ကိုယ်စားလှယ်တွေအမြင်မတင်တာပဲဖြစ်ဖြစ်အမြင်တင်နေတာပဲဖြစ်မကောင်းတာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ကျွန်တော်ဘာကြောင့်တင်ပြရမှာလဲဆိုရင်ကျွန်တော်ပြည်သူတွေဖြစ်တယ်ကျွန်တော်နိုင်ငံတွေဖြစ်တယ်ကျွန်တော်တိုင်းပြည်တွေဖြစ်တယ်ကျွန်တော်ညီကောင်မောင်မတွေတွေဖြစ်တယ်เนาะကျွန်တော်တို့မဟုတ်ဘူးအဲ့တော့အဲ့ဒီမှာအမြင်မတူရင်လည်းကျွန်တော်မတတ်နိုင်ဘူးအဲဆဲတယ်ဆိုလို့ရှင်တော့ကျွန်တော်ကရှင်းရှင်းပြောလို့ရှင်အဲတခါလဲစကားပြောပြောတိတော့မခံဘူးတိမခံဘူးဆိုတော့ကျွန်တော်ဆဲကျွန်တော်တို့ပဲပြန်ယူအဲ့အဆဲတွေပြန်ယူသွား ကျွန်တော်ကတော့မယူကျွန်တော်ကတော့အဲမေတ္တာတရားနဲ့ကျွန်တော်ကိုဒါထောက်ခံပေးတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်မေတ္တာတရားနဲ့ပြန်ပြီးထောက်ခံတယ်ဘာလို့လဲဆိုတော့ကျွန်တော်ချစ်တဲ့တဲ့ကျွန်တော်လည်းပြန်ချစ်တယ်ကျွန်တော်မုံတဲ့စီကြလို့ရှိရင်ကိုယ်အမုန်းကိုပြန်ယူတော့လို့ကျွန်တော်ယူလို့ပြောတယ်အားလုံးသက်ပါကြအားလုံးဒိုလိုက်ပြေးကြပါစေနော်